အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ Triumph Mika Nova Security Challenge Round တစ်ခုကိုအစအဆုံးပြပြပေးသွားမှာဖြစ်ပါတယ်ဒီ video ကိုကြည့်ပြီးသွားပြီးဒီ round တစ်ခုကိုလေ့လာပြီးသွားပြီဆိုရင်ဘာတွေရသွားမလဲဆိုတော့ AMB နဲ့ Post Scan နဲ့လောက်တာတွေ Immunization လောက်တာတွေ Password အတက်လောက်ဖို့တော့ကျွန်တော်တို့ Hydra ကိုဘယ်လိုအသုံးပြုရမလဲဆိုတာတွေရဲ့ Neural Protocol အကြောင်းတွေကိုသိရှိသွားမှာဖြစ်ပါတယ် ဗီဒီယိုလေးမစားခင်မှာကျွန်တော်စီမှာဒီသင်တန်းတွေရှိပါတယ်ဆိုင်ဝင်သားရဲ့ဆိုရင် page messenger မှာလာပြီးတော့စုံစမ်းလို့ရပါတယ်โอเคအဲ့တော့စလိုက်ရအောင်โอเคဒီမှာဆိုရင်ဖြင်းမဲ့ room ကကျွန်တော်တို့ network security channel ပေါ့နော် LED SCC channel ပေါ့နော်ဒီ room ဖြစ်တယ်ဒီ room ကကျွန်တော်တို့ premium room ဖြစ်တယ် premium user တွေပဲကျွန်တော်တို့ဝင်ပြီးတော့ဖြေလို့ရမယ်အဲ room တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ premium webman ဆိုတော့ကျွန်တော်တို့တစ်လကိုဒီကောင်က18ဒေါ်လာလောက်တော့ကျတယ်16တသမဘလောက်လဲမသိဘူးဒီကျတာကျွန်တော်လည်းမသိတော့18ဒေါ်လာလောက်ကျတယ်ပေါ့နော်โอเคအဲ့တော့လေးလာမဲ့လူတွေအနေနဲ့ကတော့ကျွန်တော်တို့ဝယ်ထားဖို့လိုအပ်နေမယ်ပေါ့နော် အာ free user တွေအနေနဲ့ဆိုတော့ဒီကောင်းအောင်ဝင်ပြီးတော့ဖြည့်လို့တော့မရဘူး။ဟုတ်ပြီ။အာပြီးကြရင်ဒီကောင်းခက်ခဲမှုအဆင့်ခက်ခဲမှုအဆင့်ကကျွန်တော်တို့ median ဖြစ်တယ်။အာပြီးကြရင်ကျွန်တော်တို့60မိနစ်ကြာမယ်ပေါ့။ဒါကတော့ကိုယ့်ရဲ့အာ scale ပေါ်မှာမူတည်ရပါတော့။ကိုကတော်တော်ဆိုလိုမျိုး25မိနစ်လောက်လည်းလည်းပြီးရင်ပြီးသွားနိုင်တယ်။ဟုတ်တယ်နော်။အဲမှန်တော့သူ့ရဲ့ခံမှန်းကြတဲ့အချိန်ကတော့ကျွန်တော်တို့ 60မိနစ်ပေးရပါတယ်ဟုတ်ပြီအဲကျွန်တော်ဒီမှာပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်ကဒီအဒီအတက်ပေါက်ပေါ့နော်အတက်ပေါက်ကိုကျွန်တော်3လ3ထားတော့မရှိဘူးအာဒါပေမဲ့ကျွန်တော်ရဲ့ဒီ Kali Linux machine ကနည်းနည်းလေးတိုင်ပတ်နေလို့ VPN လည်းချိန်လို့မရဒီမှာအဲ့ဒီဒီ OVPN OVPN down လာလည်းမရလို့ဆိုတော့ကျွန်တော်ဒီမှာအဲဒီကဒီ try me ရအတက်ပေါက်နေပဲကျွန်တော်တို့ပြပေးမယ်ပေါ့နော်ဒီအောင်ရကျွန်တော်ဘာလို့မသုံးကျင်လာလဲဆိုတော့ဒီမှာ၄နေလို့လीနော်အတက်ပေါက်၃ရတဲ့ပြဿနာအလားခုဆက်နေကိုသုံးတာတော့ ကောင်းဆုံးပဲကျွန်တော် OVPN ချိန်လို့ရရင်တော့ကောင်းတယ်ကျွန်တော်ကချိန်လို့မရဘူးဘာဖြစ်နေလဲတော့မသိဘူးပေါ့နော်โอเคအဲ့တော့ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာဒီအတက်ပေါင်းတွေပဲပြမယ်โอเคအဲ့တော့ကြည့်လိုက်ရအောင်အဲဒီမှာဆိုကျွန်တော်တို့ task က၃ခုပဲပါတယ် intro ရယ်နော်အဲ challenge question summary ရေကျွန်တော်တို့အဓိကသွားမှာဒီ challenge question သွားမှာ intro မှာဆိုရင်အဲဒီကောင်ကဒီမှာသူ့ရဲ့ဒီ machine ပါတယ် start machine ကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာအဲသူ့ရဲ့ machine start ဖြစ်လာလိမ့်မယ်เนาะအပြင်ကျွန်တော်တို့ဒီ challenge တွေကိုဖြည့်ဖို့တွေ့ရတဲ့သူကဘာလေးလိုအပ်မလဲဆိုတော့ကျွန်တော်တို့ mmap တန်းတန်း hydra သာသမင်ဒီ၃កောင်ကိုကျွန်တော်အဓိကသုံးရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာတော့ no answer နေဆိုတော့ကျွန်တော်အမှန်လေးချစ်လိုက်အောင်မယ် correct answer ဆိုပြီးတော့ပြီးသွားလိမ့်မယ်ဟုတ်ပြီအဲ့တော့ဒီကျွန်တော်တို့အဓိက slide ဖြစ်တဲ့ကျွန်တော် challenge question ကိုတစ်ချက်သွားလိုက်အောင်နော်အဲကျွန်တော်ဒီ question တွေကိုကျွန်တော်ဖြေဖို့အတွက်ဆိုရင်ဒီသုံးကောင်ကိုအသုံးပြရမယ်တဲ့ AMN ရဲ့တဲနံရဲ့ကျွန်တော် Hydra ရဲ့ဒီသုံးကိုအသုံးပြရမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပထမဆုံး main ကိုစကြည့်လိုက်အောင် ဲ့တော့ဒီမှာသူကဗာမေးလဲဆိုတော့အာ higher spot number အောင်မေးတာเนาะ higher spot number အောင်မေးတာဗာမလဲဆိုတော့ကျတော့ spot 1000အောက်မှာပွင့်နေတဲ့ higher spot number အောင်မေးတာဒီ machine ရဲ့เนาะဒီ higher spot number ပေါ့ higher spot number မှာမှာကျွန်တော်တို့ကဘယ်ရောက်အောင်လဲဆိုတော့ကျတော့ဒီ spot 1000အောက်မှာပွင့်နေတဲ့အမြင့်ဆုံး spot number အဲ့ဒီကောင်ကိုကျတော်တို့အာဘယ်လိုရှာမလဲပေါ့เนาะအဲ့ဒီကောင်ဘယ်လိုရှာမလဲဆိုတော့ကျတော်တို့ mm နဲ့ပဲ စကန်ပြီးတော့ရှာရမယ်ဒီမှာတော့ကျွန်တော်အဖြေတွေကမြင်မှာဖြေပြီးသားဆိုတော့မြင်နေရတယ်ပေါ့နော်ဒါပေမဲ့ဟိုမမြင်ကြောင်ပဲစောင်းလာလိုက်ကျွန်တော် reset မလုပ်ချင်တော့လို့ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့စပြီးတော့ဒီပထမဆုံး question လေးကိုဖြေကြည့်အောင်ကျွန်တော် question ကိုပြန်ရှင်းပြမယ်အမြင်ဆုံးပေါ့နံပါတ်ကိုရှာရမယ်ဘယ်ထဲကပေါ့အမြင်ဆုံးပေါ့နံပါတ်လဲဆိုတော့ပေါ့တောင်းအောက်ကအမြင်ဆုံးပေါ့နံပါတ်ကိုရှာရမယ် okay အဲ့တော့ဘယ်လိုရှာမလဲတစ်ချက်ကြည့်အောင်အဲ့ပထမဆုံးเนี่ยကျွန်တော် AMAT လို့ပဲရလာမှာကျွန်တော် AMAT တုံးပါဆိုတော့ AMAT နဲ့ပဲ တိုက်လိုက်မယ်ပြီးကြရင်ကျွန်တော်တို့အာကျွန်တော်ပော့စကန်မှာဆိုတော့တက်ပြီး option ကိုပဲကျွန်တော်တို့တုံးရမယ်ပြီးကြရင်ပော့တထောင်အောက်ဆိုတော့ကျွန်တော်တို့ခု10ရာထောင်တောင်းတထောင်လို့ရိုက်လိုက်လို့ရဟုတ်ပြီနော်ပြီးကြရင်ကျွန်တော်တို့ခုနကတော့အာဒီ target machine ip လေးကိုရိုက်ထည့်လိုက်ရအောင်ရဒါဆိုရင်ပော့တထောင်အောက်မှာအမြင်ဆုံးပော့ပွင့်နေတဲ့နံပါတ်ကဘယ်လောက်လဲဆိုတော့ကျွန်တော်ဒီမှာမြင်သားပါတယ်အောက်ကြည့်လို့ရမယ်ဟုတ်ပါနော် နော်အဲကော့ကိုအဆင်ပြေလို့ပဲကြည့်လိုက်ပါတော့ကျွန်တော်ဒီမှာချက်ပြလို့မရဘူးဒီတာမီနယ်ကိုကြာတော့ဟုတ်ပြီနော်โอเคဒီမှာဆိုရင်ကျွန်တော်ပေါ့တောင်းအောင်မှာအမြင်ဆုံးပွင့်နေတဲ့ပေါ့နံပါတ်က80 80နော်ဒီကောင်ကအမြင်ဆုံးပွင့်နေဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အဖြေကဒီမှာ80 80ဆိုပြီးထည့်လိုက်တယ်ဟမ်ပြီးသွားပြီဒါဆိုရင် question တစ်ခုပြီးသွားပြီဒီကဒီနားဟာလေးကိုအမှန်ချက်လိုက်ပါဒါကတော့ဖြေဦးနေကြလူတွေဆိုတော့အသိပါလိမ့်မယ်အာကျွန်တော်ပေါ့ ဒီအကောင်ရှိခုနကကျတော့ပော့တထောင်အောင်ဒီကောင်ကျတော့ဗာမေးရလဲဆိုတော့ပော့တထောင်အထက်မှာမေးတာပော့တထောင်အထက်မှာရှိတဲ့အကောင်မေးတာနော်ဟုတ်တယ်အဲ့ဒီမှာပော့ခုစေရထောင်တာဟုတ်တယ်ပော့တထောင်အထက်မှာရှိတဲ့အကောင်မေးတာပုံမှန်ဆိုရင်အမက်ကအဲဘာဒီစကန်လဲဆိုတော့သူ့ရဲ့ကွန်မောပော့တထောင်ပဲစကန်တာပုံမှန်တိုင်းဘာမှမသုံးဘဲအမက်ဆိုပြီးတော့ဂျုံကနေရိုက်လိုက်တဲ့အခါကျရင်သူ့ရဲ့ကွန်မောပော့တထောင်ပဲစကန်တာဒါပေမဲ့ဒီကောင်မေးတာပော့တထောင်အထက်မှာ ပါရှိလဲလို့မေးတာเนาะဘာပေါ့ပွင့်နေမလဲဘာသသဖြင့်အဲ့လိုမျိုးမေးတာပေါ့เนาะအဲ့လိုပွင့်နေအဲ့လိုမေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီပေါ့တွေကိုအကုန်လုံးစကန်မယ်ကျွန်တော်ပေါ့တွေအကုန်လုံးကဘယ်လောက်ရှိလဲဆိုတော့6 9 3 9တိရှိတယ်65535ဒီရှိတယ်ခု10ရထောင်တောင်းဒီရှိတယ်6000ကျော်ဒီရှိတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအဲ့ဒီဒီတောင်းအထက်မှာရှိနေတဲ့ပော့ကိုစကန်ကျင်နေဆိုရင်ပော့အကုန်လုံး လိုက်ပြီးတော့စကန်မှရတော့မယ်အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်အောင်မလဲဆိုတော့ကျွန်တော်ဓာတ်ပီ1000ထက်ဆိုတော့ခု10ရာတောင်းတောင်းเนาะအဲ့ကနေပြီးတော့ကျွန်တော်တို့6 5 5 3 5အဲ့စကန်လိုက်မယ်เนาะပြီးကြရင်ခုနတော့ machine IP က copy တော့ဆွဲထားပြီးပါတယ်ထင်တာပဲอืมတေးတော့တေးနော်ကြည်ရ ေးခွန်းကကျွန်တော်တို့ပြန်ရှင်းပြမယ်ကျွန်တော်တို့ခုနကကျတော့ဒီကောင်ကပော့တထောင်းအောက်မှာအမြင်ဆုံးပွင့်နေတဲ့ပော့နံပါတ်ကိုမေးတယ်ဒီကောင်ကကျတော့ကျွန်တော်တို့တထောင်းအထက်မှာပွင့်နေတဲ့ပော့နံပါတ်ကိုမေးတယ်နော်ပြောင်းပြန်ပော့တထောင်းအထက်မှာပွင့်နေတဲ့ပော့နံပါတ်တကောင်ပဲရှိတယ်အဲ့ဒီမှာနော်ဒီမှာ121เนาะ121တော့မဟုတ်ခုစရာ1000เนาะ1000နဲ့21ပေါ့ဟုတ်ပြီเนาะဒီကောင်လေးကိုကျွန်တော်တို့ဒီမှာအဖြေလေးကိုကျွန်တော်တို့ထည့်လိုက်ဦးမယ် ောက်ထပ်မေးခွန်းတစ်ခုကကြတော့ကျွန်တော် how many tcp port are open လဲကျွန်တော်တို့ဒီ target machine မှာ tcp port ဘယ်လောက်ပွင့်နေလဲပေါ့နော်အဲ့လောက်ကိုကျွန်တော်တို့ရှားမှာဖြစ်တယ်အပုံမှန်ဆိုရင် mac က common port 1000ပဲ scanning လုပ်တာဒါပေမဲ့သူကကြတော့ဒီ target machine မှာရှိသမျှ port တွေအကုန်လုံးလိုက်ပြီးတော့ scan ကြည့်မှရမယ်သူက tcp port တွေအကုန်လုံးမေးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့နော်အဲ့တော့ကျွန်တော်တို့ scanning လုပ်ကြည့်မယ်ဘာ option မှထည့်စရာမလိုဘူးကျွန်တော်တို့ port range ကိုကျွန်တော်တို့တတ်မှတ်ပြင်ရပြီ mac နော် အာအမတ်ဓာတ်ပြီးကျတို့1ကနေပြီးတော့ကျတို့655 35ဒီလိုမျိုးစကန်လဲရတယ်နော်နော်653ကဒီစကန်လိုက်ပြီဆိုရင် ကျတို့အာ DCP ဘောဘယ်နှခုပွင့်နေလဲဆိုတော့အာ1 2 3 4 5 6ခုပွင့်နေနော်ဒီမှာကျတို့ရှင်းကြည့်လိုက်မယ်ဆိုရင် DCP ဘော6ခုပွင့်နေအဲ့တော့ကျတို့အဖြေက6ဖြစ်သွားပြီ Okay နောက်တော့မိကုန်းတစ်ခုကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အာ white the flag ဟိတိုင်း HTTP server ဟဲ့တာတဲ့နော်ကျွန်တော် HTTP အာ HTTP ကျွန်တော်တို့ဟဲ့တာထဲမှာကျွန်တော်သူ flag ဖွက်လာတယ်အဲ့ flag ကိုရှာအောင်နောက်ပုံမှန်ဆိုရင်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော် HTTP ကဘာမှ run လဲဆိုတော့ default အနေနဲ့ဆိုရင် port 80မှာ run နေအဲအဲ့ဒီ port 80မှာ run နေတဲ့ HTTP service ရှိတယ်ကွာအဲ့ဒီ HTTP service ကဒီ header ထဲမှာ flag ဖွက်ထားတယ်အဲ့ဒီ flag ကိုရအောင်ယူရမယ်အဲ့တော့ကျွန်တော် HTTP header ကိုရပြီဆိုရင်ဒီ flag ကိုရပြီပေါ့ ဟုတ်ပြီနော်အဲအဲ့တော့ဘလို့ကျွန်တော်တို့ဘလို့မြှုပ်လုံမလဲဆိုတော့ MM မှာဒီ HTTP header တွေကိုတက်ရိုက်ရယူနိုင်တဲ့ script ရှိတယ်အဲနော်အဲ့ script နဲ့ကျွန်တော်တို့အသုံးချပြီးတော့ကျွန်တော်တို့အဲ scan လိုက်မယ်ဆိုရင်သူ့ရဲ့ header ကိုရမယ်အဲ့ header ထဲမှာ flat bar တစ်ခါတည်းပါလာလိမ့်မယ်ဟုတ်ပြီအဲ့တော့စမ်းကြည့်အောင် MM နော်အဲပြီးကြရင်ကျွန်တော်တို့ port ကကြတော့ကျွန်တော် HTTP က default အဖြစ်ဆိုရင် port 80မှာ run တယ်ဟုတ်ပြီနော် port 80မှာ run တယ်ကျွန်တော်တို့တောင်းရမယ် script ရေးမယ် data script က အဲဒီ http ဟာဒီမှာတက်ကီးသုံးမင်းအောင် http dot အဲ header နော် http ဟုတ်တယ်မှန်တယ်ပြန်ကြည့်တော့ target target ဟာတေးရောင်းလို့ကျွန်တော် copy copy ပြန်ဆွဲနေရပါတော့ရော့ဝေးကျွန်တော်ခဏ post လိုက်မှကြားတယ်ကော Okay ဒီမှာဆိုရင်ဒီမှာရပါပြီ ဒီမှာဆိုရင်ကျွန်တော်တို့ကတော့အဲ့မှာဒီကောင်လေးစကန်လိုက်တယ်ဒီကွန်မန့်နဲ့ကျွန်တော်တို့စကန်လိုက်တယ်စကန်လိုက်တဲ့အခါမှာကျွန်တော်တို့ HTTP header ကိုရလာတယ် header ထဲမှာကျွန်တော်တို့ပါပါလာလဲကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာအထောင်းရမီရဲ့ကျွန်တော်တို့ flag ပါလာတယ်เนาะ i flag ကိုကျွန်တော်ဒီမှာဖြည့်ရမယ်ဒီမှာဖြည့်လိုက်ရပြီဟုတ်ပြီเนาะနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ SSH အဲ SSH ရဲ့ header ပေါ့เนาะ SSH ရဲ့ ဟဲ့ရဲမှာသူကအာဖလက်ရှိတယ်ဖလက်ကိုရှာရမယ်အဆက်စိတ်ကိုတော့ကျွန်တော်တို့ကအဟွာနဲ့တွားလိုက်မယ်တဲနဲ့နဲ့တွားလိုက်မယ်เนาะဟုတ်ပြီအဲ့တော့လွယ်လွယ်လေးပဲကျွန်တော်ဒီပုံစံတိုင်းပဲဘာမှမခက်ဘူးအဆက်စိတ်ရဲ့အာတက်ဖော့ရန်လည်းပေါ်ဟာ22မှာဝင်တယ် DEL တဲနဲ့ဟုတ်လားဟုတ်တယ်မှန်တယ်တဲနဲ့စာလုံးပေါင်းမှာမှာဆိုဟော controls ဆက် okay DEL အဲ့ဒီတဲနဲ့သူကကြတော့အာ access site ကေ အဟဲ့တာကိုယူရမယ်โอเคအဲ့တော့10နဲ့10နဲ့ချိတ်လိုက်အောင်မယ်ပုံမှန်ဆိုတော့ဒီ10နဲ့ကတော့မတုံးတော့ဘူးဘောနော်ကျွန်တော်တို့အဲ10နဲ့မှာဆို target IP ပြရရင်နောက်မှာကျွန်တော်တို့ပော့ထည့်ရမယ်နော်ဒါဆိုရင်ကျွန်တော်တို့ access ကဲဟဲ့တာရမယ်အဲ့ဒီမှာရပြီနော်သူက banner လို့လည်းပြောလို့ရတယ်နော်အဲ့ဆိုရင်ဒီကောင်ကိုအဲဒီမှာသွားပြီးဖြေးလိုက်ရပြီအဲ့ဒီမှာသွားပြီးတော့ဖြေးလိုက်ရဟုတ်ပြီနော် โอเคနောက်တစ်မိကုန်းတစ်ခုကိုထပ်ကြည့်အောင်နောက်ထပ်မိကုန်းတစ်ခုကကျွန်တော်တို့ကတော့ဒီနောက်နောက်မှမိကုန်းပေါ့เนาะအ FTV Survivor version ကိုမိတာဒါပုံမှန်ကြည့်နော်လွယ်လွယ်လေးပေါ့เนาะ FTV Survivor version ကိုမိတယ်ဒါပေမဲ့ဒီကောင်ကြီးကဘာဖြစ်လဲဆိုတော့ဒီမှာမိကုန်းကနည်းနည်းတတ်တာတယ် FTV Survivor ရဲ့ the listening on and non standard ပေါ့ FTV Survivor ပုံမှန် run နဲ့ပေါ့က21ဖြစ်မယ်နောက်ပေါ့21မှာပုံမှန်ဆိုရင်ကျွန်တော်တို့က အဲ तू က listening လုပ်နေဒါပေမဲ့ तू ကကြတော့ port တွေမှာ FTP စာပေ RAM နေပုံမှန်မဟုတ်တဲ့ port တစ်ခုခုမှာ run နေတာပေါ့နော်အဲ့တော့ပုံမှန်မဟုတ်တဲ့ port တစ်ခုခုကိုကျွန်တော်တို့ကအရင်ဆုံးရှာရမယ်เนาะအဲ့တော့ခုနကတော့ကျွန်တော်တို့ဟိုကျွန်တော် TCP port တွေစကန်ထားတဲ့ဟာရှိမယ်เนาะ debt ပြီးဟို6 9 3 9နဲ့ကျွန်တော်စကန်ထားတဲ့ reset တွေတစ်ချက်ပြန်ဆက်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော် debt ပြီးတခါကျတော့ကျွန်တော်ဘာလို့ပြောရလဲဆိုတော့ဟို port တွေအရှိတမျှ port တွေအကုန်လုံးကို like ပြီးတော့စကန်မယ်လို့ပြောတာ အဲ့မှာကျတော်တို့ FTP နဲ့ sign နဲ့ port ခုခုမြန်တွေ့မလားပေါ့နော်စကန်ကြည့်လိုက်မယ်အာဒီမှာဆိုရင်ဟို SSL ကတည်းကပိုင်းကိုဒီကောင်းဆိုအန်နှုံးဖြစ်နေတယ်ဒီတစ်ခုကလည်းနဲ့တိတ်ပြီးတော့မသိငါသေးတာဖြစ်နေနော်1021ခုစရာ1021 sorry နော်ခုစရာတခြားရန်တော်1021မှာဒီကောင်းအန်နှုံးဖြစ်နေပွင့်တော့ပွင့်နေဒါပေမဲ့ဒီမှာသူ့ရဲ့ server ကအန်နှုံးဖြစ်နေအဲ့တော့ဒီကောင်းကိုကျတော်စကန်ကြည့်အောင်နော် 我報名好特別哦。我係咩特別呀？比較係那話就大概 I B，睇嚟。我比較你講 F T B 吧，所以你睇嚟都係三百發線嘛，你睇嚟啲人咯，就如 S V 吧，你睇嚟睇睇嚟咩 S，即 S V，睇三百發線嘛，你睇嚟睇啲話咩？喏，落 scan 嚟咩？啊，冇波啦，喏，誒你講咗咯。 အဲ service ကကျတော့ FTP ပေးနေတော့ okay ကျွန်တော်တို့တည်သွားတယ်ဒါသူ့ရဲ့ version ဒီမှာနော်ပုံမှန်ဆိုရင်ကတော့ကျွန်တော် scan လိုက်တဲ့အခါမှာဒီ FTP မပေါ်ဘူးနော်ကျွန်တော်ဒီ service နဲ့ဒီ SP နဲ့ run လိုက်တဲ့အခါမှာဒါကလည်းပေါ်လာတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီ FTP service run တွေကဒီ1021မှာ run နေရပါပုံမှန်ဆိုရင်1021မှာ FTP ကမ run ဘူးသူကပေါ်က20 run မှာပဲ run လာဒါပေမဲ့သူကအဲ့ nested standard ပေါ်မှာ run နေတယ်ပေါ်အင်ရှားတယ်ပြီးကြမှကျွန်တော် version ကိုရောင်းရှားရတယ်ပေါ့နော် โอเคအဲ့မှာတော့ကျွန်တော် version ထည့်လိုက်ရုံပဲဟုတ်ပြီโอเคနောက်တော့ main ကိုတစ်ခုထည့်ကြည့်မယ်အာကျွန်တော်တို့မှာအဲ username နှစ်ခုရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ social engineering အသုံးပြုပြီးကျွန်တော်တို့ရရှိလာတဲ့ username နှစ်ခုရှိတယ်နောက်ဒီမှာ ad နဲ့အာဒီကောင်ဘလို့ဖတ်လဲတော့မသိဘူးအတန်မထွက်တော့ဘူးเนาะဒီကောင်ရှိမယ်ပေါ့ဗျာ QUIN NN ရှိမယ်ဟုတ်ပြီနော်အဲ့ဒီမှာအာသူကဘာလို့မေးရလဲဆို white the fly hidden in 1 or 2 account file နဲ့အော်ဒီ account တစ်ခုခုထဲမှာကျွန်တော်တို့ကဒီဟိုဟာ flat ထည့်ထားမယ်เนาะအဲ account နှစ်ခုနှစ်နှစ်ခုထဲမှာတည်ကြတယ်ဒီနှစ်ခုထဲမှာတော့အဲကျွန်တော်လိုချင်နေတဲ့ flat ပါတယ်အဲ့ထဲကိုကျွန်တော်တို့အရင်ဆုံးတစ်ခုဝင်တစ်ခုထွက်ပြီးတော့ရှားမှာပေါ့เนาะဘာကိုတုံးပြီးတော့လဲဆိုတော့ကျွန်တော် FTP service ကိုအသုံးပြုပြီးတော့ကျွန်တော်တို့အဲဒီကောင်လေးကိုဝင်ကြည့်ရမယ်အဲ့တော့ဒီကောင်လေးဝင်မယ်ဆိုတော့ဟိုပတ်စောမတည်ဘူးလေကျွန်တော် user name ပဲတည်တယ် user name ပဲတည်တယ်အဲ့တော့ကျွန်တော်ပတ်စောတည်ဖို့အတွက်ဆိုရင်ကျွန်တော် view follow ရအောင်အဲ့တော့ဒီမှာသူ့ရဲ့ hint လေးပြောပြတာလေး ဟင်းကကြတော့အဲဒီ user နှစ်ယောက်လုံးကကျွန်တော်တို့ FTP service မှာရှိနေတယ်ပြီးကြရင်သင်္ကောင် Hydra ကိုသုံးပါတယ်ပြီးကြကျွန်တော်တို့ password ဩဒီမှာဟိုက wallet file ကြတော့ user share wallet walk you dot walk you ကိုပဲသုံးပါဆိုပြီးတော့ပြောတာတယ်အဲ့တော့ကျွန်တော်တို့ view for type တဲ့အဆင့်ရောက်ပြီပေါ့နော်ဟုတ်ပြီအဲ့တော့စမ်းကြည့်အောင်အဲ့ HYDI Hydra Hydra မသုံးတဲ့ဘူး Hydra မသုံးတဲ့ Help နဲ့ခေါ်ကြည့်လိုက်အဲမရဘူးလား HYDRA Hydra dash H invalid option ဖြစ်နေခဏလေး Okay Hydra dash H ဆိုရင်ဒီမှာသူရဲ့ sample တွေကပါပြီးသား easy နော် easy တိုးရတဲ့ developer တွေကအရန်လွယ်အောင်လုပ်ပြီးသားเนาะအဲ့တော့ကျွန်တော်တို့က Okay စမ်းကြည့်အောင် HYDRA Hydra ပြန် dash R အကြီးเนาะဟုတ်ဘူးအဲ့ကအသေးเนาะအဲ့ဒါတေးပြီးကြရင်ကျတော့ user ပထမဆုံး user ကိုကျွန်တော်တို့စာဆန်မယ် ID ကိုရုံရုံစာဆန်မယ် ရောက်အဲဒီပြကြရင်နောက်မှကျတော့ pass of fine tap p ပေါ့နော် tap p ကအာ p ကအကြီးဖြစ်မယ်နော် p ကအကြီး p ကအကြီးအဲ့တော့ကျတော့ user pass of fine ကကျတော့ us usr user share wallet walk you walk you dot thd ပြကြရင်ကျတော့ target machine target machine ကဒီကောင် target machine ကဒီကောင် အဲပြန်ကျွန်တော် FTP ဆိုပြီးတော့ထည့်လိုက်အောင်မှာအဲပုံမှန်ဆိုရင်ပေါ့နော်ကျွန်တော်က FTP က21မှာ run တယ်ဒီကောင်ကျတော့ပုံမှန်ပုံမှန်ပေါ့ဟုတ်မနေဘူးနော်ပုံမှန်ပေါ့ဟုတ်မနေတဲ့အတွက်ကြောင့်ကျွန်တော်ကဒီဟောဘယ်ဘက်ကြီးရောက်ကိုမောက်တယ်လားဟော sorry ခဏလေး okay မောက်ကပြောင်းတယ်โอเคပုံမှန်ဆိုရင်ကျွန်တော်တို့ကဒီနောက်မှာကျွန်တော် FTP ဆိုပြီးတော့ဒီလိုမျိုးလေးဒီလိုလေးတုံးလို့ရတယ်เนาะ ကျွန်တော်တို့အဲ့လိုအဲ့လိုမတုံးတော့ဘူးကျွန်တော်တို့ဘာလို့လဲဆိုတော့ FTP ကသူ့ရဲ့ default ပေါ်မှာ run နေတာမဟုတ်ဘူးကျွန်တော်ကဟွာ1021မှာ run နေတာ1021မှာ run နေတဲ့အတွက်ကြောင့်ဒီ dash s option လေးထည့်ပေးဖို့လိုအပ်တယ်။ dash s option 10021เนาะဒီ option မှာ အော်ဒီပေါ့မှာကျွန်တော် run နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အလားလီထည့်ပေးဖို့လိုအပ်တာပေါ့နော်ပုံမှန်ဆိုတော့ကျွန်တော်တို့ဒီခါလေး default ပေါ့မှာ21မှာ run နေတယ်ဆိုတော့ဒီအပေါ်အတိုင်းပဲတပုတ်ပြန်နဲ့လုတ်လိုက်လို့ရတယ်ဘာမှပြဿနာမရှိဘူးဒါပေမဲ့အခုကျတော့သူကပုံမှန် default မှာ run နေတာမဟုတ်ဘူးပြီးတော့1021မှာ run နေတာဖြစ်တဲ့အတွက်ကြောင့် dash သူရဲ့ဒီ run နေတဲ့ port number လေးထည့်ပေးလိုက်ပေါ့နော်โอเคအဲ့တော့ဆက်ကြည့်အောင်အာโอเคနည်းနည်းကျွန်တော်ကြာမလားမသိဘူးကြာတဲ့အချိန်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ ကြာတော့ပါဘူးနောက်တစ်တစ်ခုမှာကျွန်တော်တို့ဆက်ဆန့်ကောင်းမလားโอเคမှာပတ်ဆော့ရပြီเนาะဂျော်ဒန်နဲ့เนาะအာဒီမှာ user name ပြရပတ်ဆော့ကဂျော်ဒန်เนาะဂျော်ဒန်ကျွန်တော်အရင်ဆုံးဝင်ကြည့်ကြမလားပြကြမှာပဲကိုကောင်းကိုရပြီးတော့မှာပဲကျွန်တော်ထပ်ဝင်ကြမလားဘယ်လိုလုပ်ကြမလားနော်အရင်ဆုံးကျတော့ viewfor အရင်တိုက်လိုက်မယ်။နော်အလုပ်တစ်ခုပြီးသွားအောင်လို့အရင်ဆုံးလုပ်လိုက်မယ်။ကြာမှာတစ်ခုချင်းစီဝင်တာပုံမြန်လိုက်မယ်။အဲ့တော့ကျတော့ဒီအပေါ်ကပေါ်အတိုင်းပဲဒီ comment အတိုင်းပဲသွားရမှာပဲ။ ဒီနေရာမှာကျွန်တော်တို့ဘာပြောင်းစရာလိုအပ်လဲဆိုတော့ဘာမှပြောင်းစရာမလိုဒီနေရာမှာ user name ပဲပြောင်းအောင် user name ကဒီခါဘာဖြစ်မလဲကျူရအန်နဒီအရေးဘယ်လိုထထထထမှမသိရဆက်ဆက်ပုံမှန်ဆိုကျွန်တော်တို့ CTF တည်းရဲ့ပုံစံမျိုးอ่ะဗောနော်ဒီအနောက်မှာပဲထားကြတော့များပေါ့လဲဆိုတော့ဟိုဘယ်လိုပြောပြမလဲ ဟိုပို့ပြီးတော့စမ်းအောင်လို့လေပုံမှန်ဆိုရင် ပထမအူဆုံးစမ်းမယ်မတွေ့ဘူးပြိုင်နောက်ခုစမ်းမယ်တွေ့မယ်နောက်တစ်ခုသုံးခုရှိသေးရင်လည်းနောက်ရက်သုံးခုမှထားမှာပဲဘာလို့လဲဆိုတော့တခုရင်းစင်းကြီးတို့ကစမ်းစီနေတာဟုတ်တယ်မှာကျွန်တော်တို့အလုတ်များများပို့လုတ်စီနေတဲ့အတွက်ကြောင့်သူကဒီနောက်ဆုံးမှာပဲထားဖို့ပို့ပြီးတော့ chance များတယ်ပေါ့နော်ဒါပေမဲ့လည်းစမ်းကြည့်ပါနော်တခုတခုရင်းစင်းကျွန်တော်ကဒီအနောက်ကဟာလေးကိုပဲအရင်ဆုံးဝင်ကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ password ထပ်တွေ့ပြီနော် A N D R E A သူရဲ့ password อ่ะโอเค ဝင်ကြည့်အောင်ကျွန်တော် FTP နဲ့နောက် FTP နဲ့ဝင်မယ်ဆိုရင် FTP နောက်ပြန်ရင် IP ပြန်နောက်မှာပေါ်ထည့်လိုက်အောင် FTP IP ပေါ်ကကြတော့10021ရော့နေနေရကြတော့ပြရပါလေပေါက်လို့ပဲသားအဲဒီမှာ UUNN နဲ့ဝင်မယ်ရော့ copy မှာပေးချမယ်ကိုလို့ shift fee အတာမီနယ်မှာဆိုရင်ကျွန်တော်က control shift v เนาะ control v နဲ့မရအောင်ရှင်းနေရပြရရဲ့ဒီမှာ copy လုပ်မယ် password မှာ control shift v ဒီမှာ password တော့မရအောင်တခြားတော့လုပ်ဖို့လိုဒါဆိုရင်ဒီမှာ ftp တွေရောက်ပါတယ်အော်เนาะဒါဆိုရင် login ဆက်ဆက်ဖို့ဖြစ်သွားတယ် login ဆက်ဆက်ဖို့ဖြစ်သွားတယ်ဒီမှာ ftp command တွေရသိဘူးเนาะ ls တွေပါတယ်အဲ့လိုမျိုးအဲ့လိုရလားဆိုရတယ်ဟာเนาะရတယ် okay အဲဒီမှာဒီမှာဆိုရင်ကျွန်တော် FTP flat.dat ဆိုတာရှိတယ်ပုံမှန်ဆိုရင်ကျွန်တော်ဒီမှာပုံမှန်ဆိုရင်အဲ့လိုမျိုးကတ်လေးပါတွားလှုပ်လို့နေရအောင်ဘာလို့ဆိုတော့အဲ့ဒီအရင်ဆုံးကျွန်တော်ကိုယ့်ရဲ့ set တဲ့အရင်ဆုံးတောင်းအောင်အဲ့တော့ gap နဲ့တောင်းလို့ရတယ် gap နဲ့ FTP နော်တက်ကြီးကမရပြန်ဘာဖြစ်တာလဲရော copy ပဲကူလိုက်တော့ copy ဒီမှာကိုတို့ရှိပြီကိုပဲမှားနေလို့လားအဲ transfer complete okay အဲ့ဒါဆိုရင်ပြီးသွားပြီကျွန်တော်ဒီက FTP ရကနေ exit လုပ်လိုက်မယ် control l ls အဲ့ဒီမှာ flat.dat ဆိုတာတွေ့ပြီ okay အဲ့တော့ cd cat flat. ftp တွေ့ပါ okay ဒီမှာ flat ရပါဟုတ်ပြီနော်အဲ့တော့အဲ့ flat ကိုဒီမှာလာထည့်ဟုတ်နော်ဒါဆိုရင်အာ3 3 1 3 1ဟုတ်ပြီနော်ကျွန်တော်တို့ရဲ့ flat ကမှန်တယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီ main ကိုတွက်လဲပြီးသွားပြီ ဒါဆိုရင်ကျွန်တော်တို့ရဲ့နောက်ဆုံးမေးခွန်းလေးကိုကျွန်တော်တို့ဖြည့်ကြည့်လိုက်အောင်နောက်ဆုံးမေးခွန်းကဘာမေးလဲဆိုတော့အာဒီလိုသွားရဲเนาะ browsing ဒီကောင် browsing လောက်တွေ့ပြီးကြရင်ကျွန်တော်တို့အမှားတဲ့အာ small channel တွေတခုရှိတယ်တဲ့အဲ့ရနေပြီးတော့ flat အဲ့လောက်ဖြည့်ချင်းလိုက်တယ်ပေါ့နော်ပြီးကြရင်ကျွန်တော်အဲ့ flat ကပါလဲတဲ့မေးရရိုးရှင်လေးမှာဟင့်လေးတော့ပေးတာအဲ့ဒါ bla 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 နော်ထားလိုက်အရေးဆုံးတာကိုသွားပြီးတော့ကြည့်ကြည့်မယ် okay copy copy ကိုဝိုင်းရဲ့ဒီမှာ file file ရှိတယ် ဲ့ဒါကိုဒီမှာ paste လုပ်လိုက်မယ် paste လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ဖြည့်ရှင်းရမယ် challenge small challenge လေးတစ်ခုတွေ့မယ်โอเคဒီမှာကျွန်တော်ရဲ့တာဝန်ကဘာလဲဆိုတော့ဒီမှာ avoid ရှောင်ရှားမယ်တဲ့ဒီတက် bind the idea idea တွေမမိအောင်လို့ပေါ့နော်ကျွန်တော်ဒီကောက်ကိုကျွန်တော် scan လုပ်ရမယ်ဒီ ip ကိုကျွန်တော် scan လုပ်ရမယ် ip ကကျွန်တော် target machine နဲ့အတူတူပဲเนาะဒီ target machine ကိုပေါ့နော်ကျွန်တော်တို့က ms နဲ့ scan လုပ်တဲ့အခါမှာ ီ IPS မှာကျတို့ဟိုက sorry ITS တွေမမိအောင်လို့အ ਨੇ ဆုံးပေါ့နော်ကျတို့မမိအောင်လို့ဘယ်လိုမျိုးရှောင်ရှားရမလဲဆိုတော့မေးတာအဲအဲ့လိုကျွန်တော်တို့ကအဲ့လိုမျိုးအ ਨੇ ဆုံးရှောင်ရှားနိုင်တယ်ဆိုရင်ဒီအောက်မှာကျတို့သူရဲ့ flat ပေါ်လာလိမ့်မယ်ပုံမှန်ဆုံးတော့ကျတို့ MMAC ကအာဒီဟန်ရိုးရိုးပဲစကန်တယ်ဆိုရင်သူ့ရဲ့ request တွေကအများကြီးတက်တာဖြစ်တဲ့အတွက်ကြောင့် target ဘက်မှာเนาะအဲဘယ်လိုပြောပြရမလဲဒီ အဲပက်ကေ့တွေအရင်များပြီးတော့ဟိုတိနိုင်နေပေါ့နော်အဲ့လိုမျိုးမတိအောင်လို့ဘယ်လိုမျိုးဘာ option တွေသုံးပြီးတော့စကန်မလဲမေးတာပုံမှန်ဆိုတော့ MM မှာဟိုဒီအရာတွေကိုရှောင်ရှားဖို့ firewall တွေ IPS တွေ IDS တွေကိုရှောင်ရှားဖို့ option တွေကအများကြီးပါတယ်ကြည့်ကြည့်အောင် MM တတဟပ်အာဒီမှာဆိုရင် firewall IDS IPS evasion နော် spoofing တွေ spoof လောက်တာတွေလည်းမိုက်တယ်အဲဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ ်ဒါ F2 ပါလို့လည်းဆိုကျွန်တော်တို့ fuck map package ပေါ့နော် fuck map package ဆိုတာကျွန်တော်တို့ဒီ package လေးကိုကျွန်တော်တို့အသေးသေးလေးတွေပိုင်းလိုက်တယ်။နောက်ပြန်ပို့လိုက်တယ်။ခုတ်ပတ်ကြရင်ကျွန်တော်တို့က package အသေးလေးတွေကိုပဲ firewall တွေကအဲ့လိုမျိုးယူစစ်ရင်းနဲ့အဲအဲ့လိုမျိုးပေါ့နော်သူကမှားပြီးတော့ဟိုလိုမျိုးတီတက်မသိတော့ဘူးအဲ့လိုမျိုးတွေဖြစ်တယ်။အဲ့အဲ့တော့ဟိုဒါတွေကတော့ကျွန်တော်တို့အသေးစိတ်တော့မပြောပြတော့ဘူးရှင်းနေဆိုရင်ဒါကြီးက video တစ်ခုလုပ်ပြီးတော့တီတက်အရှိန်ရှင်းရမှာ။အဲ့လားကြီးက network pad တွေနည်းနည်းရှုပ်တယ်။နော် ဲ့တော့ကျွန်တော်ဒီမှာဗာပြမလဲဆိုတော့ဒီမှာတော့လုတ်တို့ရတဲ့ဟာတွေကတော့အများကြီးပဲเนาะဒါဒီအသေးလေးသိချင်တယ်ဆိုတော့ကျွန်တော်တင်တန်းမှာတော့တင်ပေးတယ်အမတ်တီးတန်းတင်တန်းနေရှိတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီမှာဗာပြမလဲဆိုတော့ဒီ option တွေခဏပိတ်လိုက်အာကျွန်တော်စကားတင်ရွေးရတဲ့ကောင်လေး၃ကောင်ရှိတယ်ဗာလေးရှိလေဆိုတော့ကျွန်တော် fin scan ရှိမယ်ခဏလေးကျွန်တော်ဒီဘက်မှာနှုတ်မှတ်ထားတယ်မရောက်ပါဘူးနောက်လည်းအလွတ်မရအောင်အလွတ်မရအောင်မဟုတ်အလွတ်မမှတ်လာဘောနော်ဘာမှအလွတ်ကမှတ်เสียရမလို့ကျွန်တော်တို့ကဒီကောင်လေး challenge နေဖြစ်နေဆိုတော့ရောက်ပါပြီ Okay ကျတော့ face scan ရှိမယ် ASAP scan ရှိမယ် nose scan ရှိမယ် face scan ကြတော့ဘာလဲဆိုတော့အဲဒီဘယ်လိုပြောပြရမလဲ TCP flat တွေရှိတယ်ပေါ့နော်အဲ့လိုမျိုး face scan တွေထဲမှာကျတော့ TCP flat ထဲမှာ तू ကဘာကိုပဲထည့်လိုက်တာလဲဆိုတော့ fin flat လေးတစ်ခုကိုပဲထည့်ပြီးတော့ scan လောက်တာ fin ဆိုတာဗျာ connection ကိုတစ်ခါလဲအန့်လိုက်တဲ့ပုံစံမျိုး သူရဲ့အဲ့ဒီ TCP flat တွေမှာအများကြီးရှိတယ် TCP flat တွေဆိုရင် fin ရှိမယ်အာ PSH ရှိမယ် UARG ရှိမယ်ဒီလိုမျိုး flat တွေအများကြီးရှိတယ်အဲ့ flat တွေအများကြီးတဲ့မှာမှာသူကအာဒီ fin scan လေးတစ်ခုတည်းကိုအဲ့ fin flat လေးတစ်ခုတည်းကိုထည့်ပြီးတော့ scan လိုက်တဲ့အခါမှာဟို target ဘက်ကနေပြီးဘယ်လိုမျိုး response လာလာမလဲဒါမျိုးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ set set တာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကအဲ့ဒါလေးတစ်ခုချင်းစီလိုက်ပြနေရင်ရှုပ်ရှက်တွေခန့်နေတော့မှာနော်အဲ့တော့အဲကျွန်တော်ကဒီမှာကိုယ့်ဘက်ကိုစမ်းထားတဲ့ flag ကဘာရှိမလဲဆိုတော့ကျွန်တော် new scan နဲ့စမ်းလိုက်မယ် เนาะ SN ဆိုတဲ့ option နဲ့စမ်းလိုက်မယ် SN loose scan ဆိုတာကျွန်တော်တို့ရဲ့ DA run squad တွေမှာ TCB flat တွေမှာဘာမှပေါ့ဘာမှပါပဲနဲ့တွားပြီးတော့ scan လိုက်တာเนาะဘာမှပါပဲနဲ့ scan လိုက်တော့ဟိုဘက်ကကျွန်တော်တို့နေဖြုတ်သွားလားမသိဘူးเนาะအဲတခြားဘော်ဒါဆာတာပါကျွန်တော်တို့တေချာရှင်းပြရတဲ့အာတေချာတိကျနေရှင်းပြရတယ်ဆိုရင်အဲ့ဒီဒီ MS security chain လာမှာပြည်ရင်ပြမယ်အဲ့ဒါလေးကိုရှင်းပြရတာ MS ဒီ try me တော်တော်လေးကောင်းတယ်အဲ့ဒီဟာလေးကိုရှင်းပြရတာသွားပြီးတော့ကြည့်လိုက်တယ်ဆိုရင်တော်တော်လေးနားလေသဘောပေါက်ပါလိမ့်မယ်โอเคလောလောဆယ်တော့ကျွန်တော်တို့စကန်ကြည့်အောင် လေရပေါ်နေရတယ်အမတ်တက် SN မလား SN နော်တက်ကဒီမှာအာ우အယူပြီးတော့စကန်လိုက်ဟုတ်မယ်မလေးရှစ်ဖီရဒါဆိုရင်စကန်လိုက်လေဆိုရင်ဒီမှာဒါတွေပေါ်လာဟုတ်ပါမှာပါဖြစ်သွားပြီလေဒီမှာပါဖြစ်သွားပြီဒါဆိုဒီမှာကျတော့0ဒီတက်မသိဘူးဒီတက်မသိဘူးနော်အဲဒီတက်မသိရတော့ကြောင့်ဒီမှာကျတော့ flop ပေါ်လာအဲ့ဒါ flop ပေါ်လာ flop ရပါရင်ဒီမှာဖြည့်လိုက်ပါတော့ ဒီမှာဖြည့်လိုက်အဲ့ဆိုရင်တို့ဒီ challenge ပြီးသွားပြီအဲ့ဒါဒီ challenge ပြီးပြီးပြန် summary မှာဆိုရင်เนาะဒီကောင်းလေးကိုကျွန်တော်ကွန်ကရွေးရှင်းပန်းစမင်္ဂလာပေါ့ဗျာအပြင်ကျွန်တော် MF protocol နဲ့ service တွေ attack ကိလုံးဝင် hydra တွေကိုဘယ်လိုအသုံးပြုရမလဲကျွန်တော်တို့ဒီမှာ active reconnaissance နဲ့ passive reconnaissance တွေဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့သိသွားပြီပေါ့ဟုတ်ပြီเนาะโอเคအဲ့ဆိုရင်တော့ကျွန်တော်ဒီနေ့ video ကအာဒီလောက်ပဲနောက်ပိုင်းမှာလည်းဒီလိုမျိုး ဗီဒီယိုတွေစိတ်ဝင်စားရဲဆိုရင်အောက်မှာ comment မှာမန်ကယ်လို့ရပါတယ်နောက်ထပ်ဒီလိုမျိုး try media ဗီဒီယိုတွေပဲကျွန်တော်တီးတန့်ရိုက်ဖို့အတွက်စီစဉ်ထားပါတယ်နောက်တခြားတွေမရိုက်ချင်တော့ဘူးပေါ့နော်ကျွန်တော်လည်းဒီမှာ try media ပဲလေ့လာနေရဆိုတော့ဒီကပဲပြန်ရိုက်တယ်ဆိုတော့ကျွန်တော်တို့ကဟို contact ကလည်းတိတ်ပြီးတော့မရှားတော့ဘူးပေါ့နော် okay အဲ့ဒါဆိုရင်တော့ဒါပဲနောက်ကျွန်တော်တို့တနင်္လာနေ့စုံစမ်းခြင်းနေဆိုတော့ကျွန်တော်ရဲ့ page မှာလာပြီးတော့သိစိတ်မေးမြန်းနိုင်ပါတယ်